တောင်တာမြို့ပေါ်ရှိစစ်တပ်ခိတ်သုံးခုကိုတော်လှန်ရေးတပ်များတပြိုင်နက်တိုက်ခိုက်သိမ်းပိုင်စစ်သား၃ဦးသေဆုံးမန္တလေးတိုင်းတောင်တာမြို့ပေါ်ရှိစစ်ကောင်စီတပ်ဖွဲ့ဤမကြီးရိုးခိတ်ပိတ်တနိုးတောင်ခိတ်နဲ့စကြမ်းထွက်တန်လန်းခိတ်သုံးခုကိုမြင်းကြံခရိုင်မှတ်သုံးတပ်ရဲနဲ့ပူးပေါင်းတပ်ဖွဲ့များကလိုဝင်မာ9ရက်မနက်6နာရီမှာတပြိုင်နက်ထဲဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်သား၃ဦးသေဆုံးပြီးကျန်းစစ်သားများထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရပါတယ် မကြီးဟုတ်ကိတ်မှာဘန်ကာ73လုံးအထိတိဆောက်ထားတော့လဲတော်လှန်ရေးတပ်များဝင်ရောက်ပစ်ခတ်သည်နှင့်စစ်သားများအပြိုင်ဆိုင်ထွက်ပြေးသည်ဖြင့်ဘန်ကာများအတွင်းတေဆုံးနေတဲ့စစ်သား3ဦးရဲ့အလောင်းများကိုမျက်မြင်တွေ့ရှိခဲ့ရကြောင်းညဉ့်ညံခရိုင်မှတ်သုံးတပ်ရဲမှတာဝန်ရှိသူကဒီကနေ့အတည်ပြုပြောဆိုပါတယ်ပိတ်တနိုးတောင်တွင်ဘန်ကာ72လုံးနဲ့71လုံးကိုအပြည့်အဝတိမ့်ပိုက်နိုင်ခဲ့ပြီးချန်ဖတ်ကတလုံးမှလက်နက်ခဲရမလုံလောက်သည်ဖြင့်မတိမ့်ပိုက်နိုင်ခဲ့ဘူးလို့ဆိုပါတယ် ရန်ထွက်တန်လန်းခိတ်တွင်မူဘန်ကာအတွင်းမှပြန်လည်ခံစစ်ပစ်ခတ်မှုကြောင့်ပြန်လာတိုက်ပွဲပြင်းထန်ခဲ့တော်လဲစစ်ကောင်စီတပ်ဖွဲ့ထွက်ပြေးသွားချိန်မှာတော်လှန်ရေးတပ်များလည်းမဟာဗျူဟာရပြန်လည်ဆုတ်ခွာခဲ့ပါတယ်။ဘန်ကာတွေကို မဖြက်စီပဲခြေခုပ်ယူထားနိုင်ပေမဲ့စစ်ကောင်စီကလေချောင်းပုံကျဲရင်မြို့ပေါ်ပြည်သူတွေကို ထိခိုက်မှာစိုးလို့ဘန်ကာအလုံးကိုမိရှို့ဖြက်စီပြီးပြန်လည်ဆုတ်ခွာခဲ့တာပါလို့အဆိုပါတပ်ရင်းမှတာဝန်ရှိသူကပြောပါတယ်။ တိုက်ခိုက်ရေးတွင်တော်လှန်ရေးရဲဘော်တို့ကြီးထိမှန်ထရန်ရရှိခဲ့တော်လဲအသက်အန္တရာယ်မစိုးရိမ်ရကြအောင်သိရှိရပါတယ်။ဒေသခံပြည်သူများကမနေ့ကတိုက်ပွဲဖြစ်တာတောင်တာမြို့အဝင်းထွက်အဓိကဂိတ်တွေဒီမနေ့ဆိုရင်စစ်ကောင်စီကအဲ့ဒီပဝင်းကျင်မှာပြန်နေရယူနေပြီလို့ပြောဆိုနေကြပါတယ်ရှင်။